အပိုင်းနှစ်အကြည်ဓာတ်ဤအတာအစီများအပိုင်းသုံးအကြည်ဓာတ်ပြတ်သောအပိုင်းလီအကြည်ဓာတ်အတွက်လမ်းညွန်ချက်များအပိုင်းငါကိုယ်တိုင်တွေ့ရှိခဲ့ရတော့စတဲ့အပိုင်းတွေပေါ်ဝင်မှာဖြစ်ပါတယ်ဇာယီသူရဲ့ကိုယ်ရေးအကျင့်နဲ့စတင်ပါရစေစာရေးသူဤကိုယ်ရေးအကျင့်အရှင်နန္ဒာစာရသည်1992ခုနှစ်၌မိုးကုံမြို့အနောက်ပိုင်းကျက်ပြင်းရက်တွင်ဖွားမြင်သည် မဲတော်အမိမှာဥဇုံမြင့်ဖြစ်ပြီးမဲတော်အမိမှာဒေါ်တင်တင်ဝင်းဖြစ်သည်ငယ်မိမှာတမန်ဦးဖြစ်ပြီးမွေးချင်းနှစ်ယောက်ရှိသည့်အနက်တာကြီးအော်ရတာဖြစ်သည်2006ခုနှစ်တွင် မိုးကုံမြို့ချက်ပြည့်အထက်တန်းကျောင်းမှဆင်ရန်အောင်၍2010ခုနှစ်တွင် မန္တလေးမြို့ရတနာဘုံတက္ကသိုလ်မှမြမစာရတအစပြီးအကြီးအသားအထူးပြုပါတာရက်ဖြင့်ဝိဇာပွဲရရှိသည် မြန်မာတက္ကရာ1388ခုနှစ်တွင်မိုးကုတ်မြို့ဒွန်နန်းကြည်တောင်ကျောင်းတိုက်တွင်ဆရာတော်ဗတ်တန်တာညာနောတရားကိုဥပဇေပြု၍မိဘနှစ်ပါးတို့၏ပြည့်စည်ရာနှုတ်ကဟာကိုခံယူကာအရှင်နန္ဒာစာရပွဲအမိဖြင့်မြင့်မြတ်သောယဟန်ဘုရားသို့ရောက်ရှိသည်ဆရာတော်ထံတွင်ဗုဒ္ဓစာပေများလေ့လာသင်ယူပြီး2019ခုနှစ်တွင်တိရိလင်္ကာနိုင်ငံသို့ကြွရောက်ပညာသင်ယူသည် 2019ခုနှစ်တွင်တိရီလင်္ကာနိုင်ငံကီလာနီယာတက္ကသိုလ်ဘွဲ့လွန်ပါဠိနှင့်ဗုဒ္ဓစာပေအထူးပြု Institute PGIPBS University of Kalaniya မှဗုဒ္ဓစာပေမဟာဝိဇ္ဇာဘွဲ့ Master of Arts in Buddhist Studies ကိုဂုံထူးနေအောင်မြင်ကအကောင်းဆုံးဆွမ်းဆောင်ရည်ရှိတစေစု The Best Performance Award နှင့်ပါဠိဘာသာရပ်ဆိုင်ရာဆွမ်းဆောင်ရည်ဆုံး Award for Academic Excellence in Pali တို့ကိုရှင်းမြင်ခြင်းခံခဲ့ရသည်ယင်းတက္ကသိုလ်မှာပင်ဒုတိယမြောက်မဟာဝိဇ္ဇာပွဲအနေဖြင့်ဗုဒ္ဓဘာသာနှင့်အာယုဝေဒအခြေပြုဆွေးနွေးအကြံပေးခြင်း Master of Arts in Buddhist Ayurvedic Counseling ကို2021ခုနှစ်တွင်လည်လာသင်ယူခဲ့ပြီးဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည်ထို့အပြင်2020ခုနှစ်တွင်တိရီလင်္ကာနိုင်ငံမှပုဂ္ဂလိကကောလိပ်တစ်ခုဖြစ်သည့် American College of Higher Education နိုင်ခေတ်အနောက်တိုင်းဆေးပညာများကို Diploma တန်း Diploma in Psychology တွင် General Psychology, Social Psychology, Abnormal Psychology, Developmental Psychology, Organizational Psychology, Educational Psychology ပါတဲ့ရပ်တို့ကိုအထူးပြုလေ့လာသင်ကြားခဲ့သည်2022ခုနှစ်တွင်အရှင်နန္ဒာစာရသည်ဟောင်ကောင်တက္ကသိုလ် ဗုဒ္ဓစာပေလည်လာရေးစင်တာတွင်ဗုဒ္ဓစိတ်ပညာအထူးပြုပါတာရက်ကိုလည်လာသင်ယူခဲ့ပြီးဘွဲ့လွန်မဟာဝိဇ္ဇာဘွဲ့ Master of Buddhist Counseling ကိုဆုခုခဲ့သည်လက်ရှိတွင်သုတေသနကျောင်းသားအဖြစ်တိရိလင်္ကာနိုင်ငံတွင်တည်င်းသုံးနေထိုင်ပြီးပါရဂူဘွဲ့အတွက်ဗုဒ္ဓစိတ်ကုထုံနှင့်အနောက်တိုင်းစိတ်ကုထုံတစ်ခုကိုနှိုင်းယှဉ်လည်လာသည့်သုတေသနကျမ်းတစ်ခုကိုပြုစုနေလျက်ရှိသည်စာဖတ်သူရှင် စွမ်းဆောင်ရည်တိုးတက်မှုရင်းကဲ့သို့သောအစစ်စင်လူအင်ဖြည့်စည်မှုများအတွက်ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များစိတ်ပိုင်းဆိုင်ရာလူအင်များကို ကိုယ်တိုင်ကျူးစာအားထုတ်ဖြည့်ခြင်းရာတွင် ကိုယ်ပိုင်အစွမ်းအစာများကျွမ်းကျင်မှုများနှင့် အတတ်ပညာများသည်အရေးကြီးသော အခန်းကဏ္ဍမှပေါဝင်လာပြီဖြစ်သည်မိမိတို့၏ကိုယ်ပိုင်တည်ထွင်ကြံစမှုစမ်းသင်မှု တွေးတောမှုသရုပ်ဖော်မှုများသည် အခြားသော လူသားများ၏အလေးအမြတ်ပြုခံခြင်းကိုရဖို့ရန်အတွက်အင်တာမအရေးပါသည် လူတဦးချင်းစီ၏လှုပ်ဆောင်ချက်များသည်တမယိုးကြတမန်လောကလူသားတို့၏လှုပ်ဆောင်ချက်များနှင့်တူညီနေသည့်ဆိုပါကအဘယ်လို့ငါအများ၏အလေးအမြတ်ပြုခံရခြင်းကို အလွယ်တကူရနိုင်အပ်နည်းထို့ကြောင့်လူတို့သည် မတူညီသောစံတင်မှုကွဲပြားခြားနားသောဖန်တီးမှုများပြုလုပ်လေရှိကြခြင်းဖြစ်သည် နေစဉ်ဈေးရောက်၍အသက်မွေးသူပင်လဲရိုးရိုးကြီးရောင်းပြီးသူများမုတ်စီကျော်ဆိုကိုလဲမုတ်စီကျော်ပဲလုံနေပါကတိုးတက်မှုသည်နှောက်နေနေမိသာသည်ထို့ကြောင့်အခြေခံလိုအပ်ချက်များကို ရောင်းဝယ်ဖောက်ကားကြသည့်ကုံတဲ့ဈေးတယ်များပင်စမ်းသစ်တော်ဖန်တီးမှုဆွဲဆောင်မှုအမျိုးမျိုးတို့ဖြင့်ပြုလုပ်၍အများ၏အာယုံဆိုင်မှုကိုရယူနေကြသည်ကိုတွေ့နိုင်ပေသည်။တာမန်ဈေးရောင်းဈေးဝယ်ထက်မြင့်သောလုပ်ငန်းများ အလုံယုံဆက်ယုံများတွင်မူကားစိုးဖွဲ့ပင်မရှိတော့ပေ။ဤစဉ်နှင့်အမျှအသည့်အသည့်သော အားထုတ်မှုပုံစံများလိုအပ်နေပေသည်။ယနေ့ခေတ်ကဲ့သို့အပြိုင်အဆိုင်စည်းကွက်စည်းပွားရေးကိုတိုးချဲ့ပြီးလုတ်ကင်ရှာဖွေစားတောင်းနေရသောခင်မျိုးတွင် ဖန်တီးနိုင်စွမ်းတီထွင်နိုင်စွမ်းသည်ပို၍ပင်အရေးကြီးလာသည်။အသက်ရှင်ရည်တည်ရေးနှင့် စိတ်လုံးချုံရေးအတွက်စည်းပွားရေးလုပ်ငန်းများကိုလှုပ်ရှားတွင်သာမဟုတ်သေး ိမိတို့၏ဝါသနာပါရာအလှအပနှင့်အမှုပညာတို့ကို ဖန်တီးမှုခံစားမှုတို့ပြုလုပ်ရာတွင်လဲစမ်းသစ်သောအတွေ့အခေါ်များအမျောအမြင်များသည်အရေးပါသည်လူသားတို့သည်မိမိတို့၏ဖန်တီးနိုင်စွမ်းနှင့်ကိုယ်ပိုင်ဟန်တို့ကိုဖော်ကျူးသောအခါတွင်အမှုပညာနှင့်ယတပညာတို့ကိုကြားခံ၍ဖော်ထုတ်ပြသကြသည်အမှုပညာဖန်တီးနိုင်စွမ်းနှင့်အလှအပယတတို့ကို ခံစားနိုင်စွမ်းသည် လူသားတို့၏ အနှိုင်းမဲ့ဆွမ်းရည်ဖြစ်သည် ထိုကဲ့သို့သောဆွမ်းဆောင်မှုများ ဖန်တီးမှုများအည်အသွေးများကိုဖော်ထုတ်ပြသနိုင်ရန်ရုပ်စွာအစုံအသက်ရှင်ရည်တည်မှုရန်အတွက်ရှားမှီးခြင်းများပြုလုပ်နိုင်ရန်ကိုနှင့်စိတ်တို့၏ကျမ်းမာရှင်လန်းမှုသည်အရေးပါလာပြီဖြစ်သည်အကြည်တက်သာအခရာ လူသားတို့သည်နေစဉ်ဘဝတွင်ကျင်လည်နေထိုင်လှုပ်ရှားသွားလာပြီးအသက်ရှင်ရည်တည်ကြရသည် လူသားတို့အတွက်အသက်ရှင်ရက်တည်ရာတွင်အစားအစာတစ်ခုတည်းနေရာထိုင်ခင်းတစ်ခုတည်းဖြင့်မလုံလောက်ပြီအခြားသောတရိစ္ဆာန်မျိုးစိတ်များတွင်မူကားအစားအသောက်ရှိုံနေရာထိုင်ခင်းကောင်းကောင်းရှိုံဖြင့်အသက်ရှင်ရက်တည်၍ရသည်လူသားတို့တွင်ကထို့သို့မဟုတ်အသည်အဖွဲအုပ်စုများဖြင့်နေထိုင်ကြရသည်ပြန်လည်းအတိအမှတ်ပြုမှုများဖြင့်ရှင်သန်ရက်တည်လိုကြသည် ကိုပိုင်စံတန်ဖိုးသတ်မှတ်ချက်များကိုဖြည့်ဆည်းပြီးနေထိုင်လိုကြသည်မိမိတို့ဆိုင်ရာဝါသနာအလျောက်ဖန်တီးမှုများခံစားမှုများကိုလည်းပြုလိုကြသည်သည်လူသားချီပြူဝါဒစိတ်ပညာရှင်အိဗရာဟမ်မတ်စလောအလိုအရာလူသားများအတွက်အသက်ရှင်ရည်တည်ဖို့ရန်အခြေခံအဖြစ်ရေအစာအာဟာရနေအောင်ချီနှင့်လေတို့လိုအပ်ပါသည်ထို့အပြင်အမိအဖတို့၏စောင့်ရှောက်မွေးမြူမှုများ ကာကွယ်မှုဖိမမှုများနဲ့လုံခြုံမှုများလည်းလိုအပ်ပေသေးသည်အိစီယာနေယာနေစရာအိမ်နဲ့ဘဝလုံခြုံမှုရှိစေရန်အတွက်ငွေကြေးကဲ့သို့သော အရာများလိုအပ်ပြန်သေးသည်ထို့ကဲ့သို့သော အခြေခံလိုအပ်ချက်များပြည့်စုံနေမှသာ စိတ်ပိုင်းဆိုင်ရာခွန်အားများလည်းရှိပေလိမ့်မည်ထို့သောထူးမြလောက်နှင့်လည်းမလုံလောက်သည်ပတ်ဝန်းကျင်မှာအခြားသော လူသားများ၏အတိအမှတ်ပြုမှုကိုလည်း ခံယူလိုသည့်စိတ်ခံစားချက်ရှိသလိုထိုအတိအမှတ်ပြုခံရမှုသည်တူးချင်းစီ၏စိတ်လုံခြုံမှုကိုသာမကပျော်ရွှင်မှုကိုလည်းပေးနိုင်သည်ထို့ကြောင့်လူအဖွဲ့အစည်းအတိုက်အဝန်အုပ်စုတို့၏အလေးအမြတ်ပြုခံရရန်လည်းအားထုတ်ကြရသေးသည်လူအတိုင်းအဝိုင်း၏အလေးအမြတ်ပြုမှုများကိုအားထုတ်ရာတွင်များသောအားဖြင့်အုပ်စုများအသင်းအဖွဲ့များဖွဲ့စည်း၍ထိုအသင်းအဖွဲ့ အုပ်စုများအတွင်မှအဖွဲ့ဝင်များအချင်းချင်းကြားတွင်အပြင်းအလန်အတိအမှတ်ပြုမှု အလေးအမြတ်ပြုခံရမှုတို့ကိုရယူကြသည် ထို့မှတစ်ဆင့်ပုံ၍ပုံ၍ကြီးသော အလေးအမြတ်ပြုမှုများကို ရှာဖွေကြပြန်သည် ဥပမာကြီးရွာအဆင့်မှမြို့နယ်အဆင့်မြို့နယ်အဆင့်မှတိုင်းနယ်ပြည်နယ်အဆင့်ထို့မှထို့မှ နိုင်ငံတကာအဆင့်အထိပင်စွမ်းနိုင်သလောက်အစွမ်းများပေါ်မူတည်ပြီးအားထုတ်ကြလေတို့သည် နောက်ဆုံးအနေဖြင့်လူတို့သည်မိမိတို့၏ကိုယ်ပိုင်ဆန်းတတ်မှုသတ်မှတ်ချက်များမျှော်လင့်ချက်များဖြင့်စိတ်ကူးထားခဲ့သမျှသောအရာမျိုးကိုရရန်နေရာမျိုးကိုပိုင်ဆိုင်ရန် ပုဂ္ဂိုလ်မျိုးဖြစ်ရန်အတွက်အားထုတ်ကြိုးပမ်းကြပြီး အဆုံးသက်ပန်းတိုင်အဖြစ် အောင်ပွဲခံလူကြသည်စိတ်နှင့်ရုပ်ဆက်နွယ်မှုဤနေရာတွင်ဗုဒ္ဓဘာသာ၏လူပုဂ္ဂိုလ်တဦးတယောက်ကိုတယုတ်ခွဲပြီး သုံးသက်သည့်အယူအဆကိုတင်ပြလိုသေးသည်ဗုဒ္ဓဘာသာတို့၏အယူအဆအရလူပုဂ္ဂိုလ်တဦးတယောက်ဆိုသည်မှာယုံနှင့်နံစိတ်တို့ပေါင်းဆက်ထားသော ဖွဲ့စည်းမှုတစ်ခုဖြစ်သည်ထို့မှအကျဲချဲ့၍ပြန်လဲခွဲခြမ်းစိတ်ဖြာပါကငါးပိုင်းပိုင်း၍နားလည်နိုင်သည်ယင်းတို့မှာယုတ်ခံစားမှုမှတ်သားမှု ပေါင်းစည်းမှုတိမှုတို့ဖြစ်သည်ပါဠိဘာသာဖြင့်ယူပဝေဒနာ တညာသင်္ကာရဝိညာဏဟူ၍ခေါ်သည်ယင်းငါးခုသောအစုအဖွဲ့ခန္ဓာငါးပါးတို့တွင်ပထမရုပ်သည်လူတို့၏ရုပ်ပိုင်းဆိုင်ရာကိုယ်ခန္ဓာတို့နှင့်သက်ဆိုင်ပြီးယင်းရုပ်ကိုပထဝီတေဇောဝါယောအာဘောဆိုသည့်ဓာတ်ကြီးလေးပါးဖြင့်ဖွဲ့စည်းထားသည်ကြံဝေဒနာတညာသင်္ခါရနှင့်ဝိညာဏတို့သည်နံပိုင်းနှင့်သက်ဆိုင်သောအရာများဖြစ်ကြသည် ယင်း၅ခုသောအစုအဝေးသို့မဟုတ်ယုတ်နှင့်နံအစုအဝေးကိုပင်ပုပ်ကိုတရားဟုသတ်မှတ်ခြင်းဖြစ်သည်ယုတ်နှင့်နံတို့သည် အပြန်အလှန်မှီတည်နေကြပြန်သည်သည်ယုတ်နှင့်နံတို့သည် တွန်တွဲ၍ယက်တည်နေကြရသည် ထို့သို့သောယက်တည်နေမှုတွင်တစ်ခုခုကိုဖယ်ထား၍မရနိုင် ခန္ဓာ၅ပါးမှာတဘာဘာကိုပယ်ထားပြီးလူပုပ်ကိုတူးတရားဟူ၍သတ်မှတ်၍မရပြီဤအကြောင်းကိုထောက်ရှု၍ ဗုဒ္ဓဘာသာတွင်စိတ်သက်သက်ရုပ်သက်သက်ဟူသည့်အယူမျိုးမရှိကြောင်းကို နားလည်နိုင်ပြီသည်ထို့အပြင်စိတ်တည်တာအရာရာရုပ်တည်တာအရာရာဟူသည့်အယူအဆမျိုးကိုလည်းဗုဒ္ဓဘာသာကအညင်ပေသည်စိတ်နှင့်ရုပ်တို့သည်လေကွင်းထဲမှကျူယိုးစည်းများတစည်းကိုတစည်းမှီ၍ထောင်ထားသကဲ့သို့ပင်အပြန်အလှန်ထောက်တည်၍နေကြရသည်ဟုဗုဒ္ဓဆာပေများတွင်တရုပ်ဖော်လေးရှိသည် ထို့ကြောင့ ရုပ်ကျမ်းမာရေးအတွက်စိတ်ကျမ်းမာရေးသည်အရေးတကြီးလိုအပ်သလိုစိတ်ကျမ်းမာရေးအတွက်ရုပ်ပိုင်းဆိုင်ရာကျမ်းမာမှုတို့သည်လည်းမဖြစ်မနေလိုအပ်ပေသည်ရုပ်ပိုင်းဆိုင်ရာလေးပင်မှုကြောင့်စိတ်ပိုင်းဆိုင်ရာထိုင်းမိုင်းမှုဖြစ်သည်ကိုတည်ထားပူပေလိမ့်မည်ဥပမာဒူးရင်သီးကဲ့သို့သော သွေးတက်စေသည့်အစာများစားပြီးဘာမှလှုပ်ချင်ကြင်စိတ်မရှိတော့ဘဲကိုရောစိတ်ပါလေးကံလာသည့်အဖြစ်မျိုးကြုံဖူးပေလိမ့်မည် ဘုရားစာပေများတွင် အစာအစာကို အလွန်အကျွံစားတောက်ပြီးနောက်ကိုရောစိတ်ပါလေးလံနေပြီးလုံနိုင်ကိုင်းနံစွမ်းမရှိဘဲဖြစ်နေသည့်အဖြစ်မျိုးကိုရည်စိန်ထားသော ပေကြီးကဲ့သို့လီးနေသည်ဟူသို့ယုတ်ဖော်ပြီးနားလည်စီလေးရှိသည်ယုတ်ဤကောင်းသောစွမ်းဆောင်ရည်များကို ပြောပါဆိုရင်အချက်၃ချက်ဖြင့်သယုတ်ဖော်နိုင်သည် ပထမအချက်မှာပေါ့ပါမှုဖြစ်သည်ပေါ့ပါသောယုတ်သည်ကောင်းမွန်သောယုတ်ဖြစ်သည်ဒုတိယမှာနူးညံ့သောယုတ်ဖြစ်သည် နောက်ဆုံးတစ်ခုမှာအလုတ်ကိစ္စများကိုပြီးမြောက်အောင်လိုက်လျောဆောင်ရွက်နိုင်မှုဖြစ်သည်ဤသုံးချက်သည် ရုပ်ဤကောင်းမှုမှုဖြစ်သည်ကျမ်းမာသော ရုပ်ဤလက္ခဏာများဖြစ်သည်ရုပ်ပိုင်းဆိုင်ရာကျမ်းမာစေရအတွက်တင့်တင့်သောအစာအာဟာရ ရာသီဥတုနှင့် ကောင်းသောစိတ်အခြေအနေတို့လိုအပ်သည် ထို့အတူပင် စိတ်ပိုင်းဆိုင်ရာကျမ်းမာပြီးကြည်လင်ကောင်းမှုဖို့ရအတွက်ရုပ်ပိုင်းဆိုင်ရာကောင်းမှုမှုနှင့်ပတ်ဝန်းကျင် မျှတသောရာသီဥတုတို့ဖြင့် ကောင်းသောစိတ်အခြေအနေတို့လည်းလိုအပ်ပြန်သေးသည်အချို့ကစိတ်ကိုကြည်ကြည်လင်းလင်းဖြင့်တဏှိတာကိုဖျက်ဆီးလိုကြသည်သို့သောရုပ်ပိုင်းဆိုင်ရာကိုကအလေးမထားမိထားတတ်ကြသည်ထို့သောရုပ်ကိုကြည်လင်းအောင်ကျမ်းမာအောင်လမ်းဆန်းအောင်မပြုပြင်ပဲစိတ်သည်မကြည်လင်းမကျမ်းမာနိုင်ပြီတန်ဆွမ်းသောကိုခန္ဓာကျမ်းမာသောစိတ်တို့ဖြင့်သာမြင့်မာသောစိတ်ဤဆွမ်းဆောင်ရင်းများ အသိဉာဏ်ပညာများကိုရနိုင်သည်ဟူသည့်အကြောင်းကိုစာရေးသူ၏ mindfulness အကြောင်းတစိတစောင်းစာအုပ်တွင်ဖော်ပြပြီးဖြစ်သည်တင့်တယ်လျောက်ပတ်သောအရက်တွင်နေထိုင်ပြီးတင့်တယ်လျောက်ပတ်စွာစိတ်နှလုံးသွင်းပြီးနေခြင်းဖြင့်သာစိတ်နှင့်ရုပ်တို့၏ငြိမ်းအချင်းကိုဖြစ်စေသည်ဘုရားကိုယ်တိုင်လည်းထို့အတူပင်နေထိုင်ရှင်တန်ခဲ့သည်ဘုရားသည်မြတ်တာသောယာတိဥတုတင့်တယ်လျောက်ထောက်ပတ် ငိမ့်ချမ်းသောပောင်ဝင်ကျင်တွင်သာနေထိုင်ပြီးအများအကျိုးကိုဆောင်ကျင်းခဲ့သည်ဗုဒ္ဓသည်ဖျားအဖြစ်ကိုရောက်ပြီးတဲ့တပြိုင်နက်လောကသားတို့၏အကျိုးကိုမနေမနာဆောင်ရွက်ခဲ့သည် ထို့သောဆောင်ရွက်ခဲ့သည်မှာနောက်ဆုံးပြိဋိဘံဆံဝင်သည့်အချိန်ထိ တွက်လင်းနှစ်ပေါင်း55နှစ်ကြာသည်ထို့55နှစ်အတွင်း၌အဆောက်အဦနှစ်များတွင်လှည့်လည်သွားလာနေထိုင်၍လောကသားတို့ကိုတန်တရာဝဆင်းရင်းမှလွတ်မြောက်ရေးအတွက် အသိပညာများမျှဝေခြင်းတရားဟောခြင်းဆုံးမသွန်သင်ခြင်းအလို့တို့ကိုမနာတမ်းပြုလုပ်ခဲ့သည်သို့သောဝါရော27တတ်တော်56မှာစာ၍တနေရာတဲ့အတ္တိတကြဝါဆို၍လောကသားတို့၏အကျိုးကိုဆောင်ရွက်ခဲ့သည်ဤတွင်တနေရာတဲ့အတ္တိတကြဝါဆိုသည်ဟုဆိုရ၌ဝါပကာလများတွင် အခြားဒေသများသို့ရံဖန်ရံခါကြွားရောက်ခြင်းများလည်းရှိပေလိမ့်မည် ထိုသောဗုဒ္ဓ၏တနေရာတဲ့24ဝါတီတီဝါကတ်သတင်းတုံးနေထိုင်ခဲ့သည့်မြို့မှာတာဝတီဟူသည့်မြို့ဖြစ်သည်တာဝတီသည်လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်တိုင်းရင်းပြည်အခြေအနေကောင်းသည်တကားတကားမှ အထောက်အပံ့လုံလောက်သည်အထူးကားတာဝတီသည်ရာဒီဥတုမျှတာပြီးစီးပွားရေးကောင်းမွန်သဖြင့်လူသူအယောက်အပေါင်များကအယူဝါဒလည်းစုံသလိုတရားတော်များကို ဖြန့်ဝေရန်အတွက်လည်းနေရာကောင်းဖြစ်သည် ထို့ကြောင့်ပင်နှစ်အတော်ကြာသတင်းတုံးခဲ့ဟန်ရှိသည်ဗုဒ္ဓစာပေကျမ်းဂန်များဖြစ်သည့်ဤကေ9ရက်ကိုလိလာကြည်လင်တာဝတိမြို့တွင် ဟောကြားထားသည့်တရားတော်စုစုပေါင်း183သုံးမှတ်တမ်းတင်ထားရီကိုတွေ့ရသည်ဟုဗုဒ္ဓစာပေပညာရှင် FL Woodward ကမှတ်တမ်းတင်ထားသည်မြမဗုဒ္ဓဘာသာစာဖတ်ပရိသတ်များတိကျသည့်ဇီးတဝင်းကျောင်းဟူသည့်အနာသပိတ်တထီဤကျောင်းတော်တွင်ပင် ထုတ်တန်ပေါင်း844တုပ်ကို ဟောကြားခဲ့သည်ထိုကြောင့်နှင့်မှလန်းမကန်းတွင်ရှိသည့်ဝိတာခာတတိမာ၏အလူဖြစ်သောပုပ္ပါယုံကျောင်းတွင်မူ23တုံးတာဝတိမြို့၏စင်ချေဖုံးအရက်တွင်4တုံးစုစုပေါင်း844တုပ်ဟောကြားထားသည်ကိုမှတ်သားရသည် ထိုထုတ်တန်ဒေသနာတော်များကိုနိဂေ9ရက်တွင်ဒီကနိဂေ9 6တုံးမိဇိမာနိဂေ85တုံးတန်ယုဋ္ဌာနိဂေ936တုံးနှင့် အင်္ဂုတရယနီကန်54တုပ်ပြု၍အတိတိမတန်တင်ထားသည်ဤအချက်အလက်များကို ဖော်ပြနေခြင်းမှာဗုဒ္ဓကိုယ်တိုင်ပင်အများအကျိုးကိုဆောင်ရွက်သည့်အခါရုပ်ပိုင်းဆံရကျမ်းမာရေးအတွက်အထောက်အကူဖြစ်စေမိနေရာဒေသမျိုးတွင်နေထိုင်ပြီးဆောင်ရွက်သည်ဟူသည့်အယူအဆကိုပေါ်လွင်စေလိုရည်ဖြစ်သည်စိတ်ပိုင်းဆံရကျမ်းမာရေးအတွက်မူကားဗုဒ္ဓအတွက်အထူးပြောစရာမလိုပေထို့အပြင်ဤအချက်ကိုထောက်ဆ၍ ထိုအချိန်ကတာဝတိပြည်သူပြည်သားတို့၏စိတ်နှင့်ရုပ်တို့၏ကျမ်းမာမှုတို့ကိုလည်းထောက်ဆနိုင်သေးသည်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကျမ်းမာသူတို့သာခက်ခဲနှံ့နေသောတရားဒေသနာတော်တို့ကိုနားလည်နိုင်စွမ်းရှိသည်ဟုသည့်အထကထာဆရာ၏အဆိုအရဆိုလင်တာဝတိတွင်ဟောကြားခဲ့သောတရားတော်အရေးအတွက်ကိုထောက်ဆပြီးယင်းတရားနာပရိသတ်၏စိတ်နှင့်ရုပ်ကျမ်းမာမှုကိုမှန်းဆလိုရပြီဖြစ်သည် ရေအစာအာဟာရ နေအောင်ခြည်နှင့်လေတို့သည် ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များကိုဖြည့်ဆည်းပေးသလိုပင်အပြန်အလှန်အားဖြင့်ကိုယ်ခန္ဓာကျန်းမာသာဆွမ်းမှုသည်ယင်းလိုအပ်ချက်များကိုရှာမိဖို့ရန်အထောက်အကူပြုသည်မကျန်းမာသောရုပ်ခန္ဓာဖြင့် အခြေခံလိုအပ်ချက်များကိုရှာဖွေဖြည့်ဆည်းဖို့ရန်ပင်မဖြစ်နိုင်ပေ စိတ်ပိုင်းဆိုင်ရာလိုအင်များနှင့် စိတ်ကျန်းမာရေးသည်လည်းထို့အတူပင်ဖြစ်သည် စိတ်ပိုင်းဆိုင်ရာလိုအင်များကိုဖြည့်ကျင်နိုင်ရန်အများ၏အတိအမတ်ပြုအလေးမြတ်ပြုခံရမှုတို့ကိုရရှိနိုင်ရန်အတွက်ဖန်တီးဆန်းသစ်မှုများလုပ်ကြရသည်ဟုဆိုပြီးဖြစ်သည်ထို့သောသောဖန်တီးမှုများလုပ်နိုင်ရန်အတွက်စိတ်တည်တံ့ကြီးလင်းသောသဘောရှင်းသန့်သောသဘောရှိရန်အင်မတန်မှပင်အရေးကြီးပေသည်ထို့ကြီးလင်းသောစိတ်ဖြင့်စိတ်ပိုင်းဆိုင်ရာလူအင်များကိုဖြည့်စည်ရာတွင်အကျိုးရလက်ကောင်းများကိုဆောင်ကျင်းပေးပြီး ကြည်လင်သောစိတ်ကိုရရှိနိုင်ရန်အတွက်လဲစိတ်ပိုင်းဆိုင်ရာလိုအင်များအတိုင်းအတာတစ်ခုအထိပြည့်မီနေမှာဖြစ်ပေလိမ့်မည်ဤသို့အားဖြင့်အပြန်အလှန်အကျိုးပြုနေကြသည်ထို့အပြင်ယဉ်ကျေးမာသောကိုယ်ခန္ဓာနှင့်ကျမ်းမာသောစိတ်တို့သည် အပြန်အလှန်မိတည်နေပြန်သည်ကောင်းချင်မင်္ဂလာတို့ဤအာယုံဦးဤတို့အားဖြင့်စိတ်နှင့်ယုတ်ချမ်းမာမှု၏အရေးကြီးပုံကိုနားလည်သိရှိနိုင်သည် စိတ်နှင့်ယုံနှစ်ခုလုံးကျမ်းမာနေမှသာလေအကြည်ဓာတ်ဆိုသည်ကိုလည်းပိုင်ဆိုင်နိုင်ပေလိမ့်မည်ယင်းအကြည်ဓာတ်သည်ကျွန်ုပ်တို့၏ရုပ်ပိုင်းဆိုင်ရာလိုအင်များ လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်သောစွမ်းရည်မျိုးရှိသည်ယင်းအကြည်ဓာတ်သည်စိတ်ပိုင်းဆိုင်ရာလိုအင်များကိုဖြည့်ဆည်းပေးနိုင်သောအစွမ်းအစမျိုးရှိသည်ထို့ကြောင့်လူသားတို့၏နေစဉ်ဘဝတွင်အထူးထူးသောလိုအင်များလိုအပ်ချက်များအတွက်အကြည်ဓာတ်သည် အင်မတန်မှအရေးပါသည်ဟုဆိုရပေမည်အထူးအဖြင့်ဖန်တီးတီထွေမှုများစမ်းသစ်တွေးခေါ်မှုများကိုပြုလုပ်ကြသည့်ထိပ်ပိုင်းလုပ်ငန်းများကျွမ်းကျင်အတတ်ပညာများအသက်မွေးမှုများကိုလှုပ်ဆောင်ကြသည့်အခါကြည်လင်သောစိတ်နှင့်ကြည်လင်သောကိုယ်တို့သည်အခြေခံလိုအပ်ချက်ဖြစ်သည်ဥပမာအမှုပညာအလုပ်ကိုလုပ်သူရတောက်ဖန်တီးသူဆိုပါစို့ထိုပညာသည်ဤစိတ်သည်လွန်စွာပေါ့ပါပြီးတက်ကြွနေဖို့ရန်အရေးကြီးသည် ကျွမ်းကျင်ပြီးဖြစ်သောပညာရှင်သည်လုံမြဲတိုင်းအလုပ်ကိုလေးလေးကန်ကန်ဖြစ်လုပ်လို့ရတော့လဲတကယ်တမ်းအစ်စ်အစ်စ်ဖန်တီးမှုမျိုးမဖြစ်မနေလုပ်ရတော့မည်ဆိုပါကထူစရာသည်ရှေ့သူမတက်နိုင်ခေါင်းထဲကမြည်သည့်အစ်စ်အစွမ်းမှမထွက်နိုင်ဖြစ်နေပေလိမ့်မည်ထို့အခါသူ၏တူတက်မှုအောင်မြင်မှုများသည်ရပ်တန့်နေပေလိမ့်မည်အစွမ်းရှိသလောက်မတူတက်မအောင်မြင်ပဲဖြစ်နေပေလိမ့်မည်ထို့အတူပင်ចောင်းသားလူငယ်များစီးပွားရေးသမားလူလက်များ လုပ်ငန်းရှင်လူကြီးများသာမကတန်တရာအရေးအတွက်ဘာဝနာအလုပ်များဖြင့်အားထုတ်ကြသောယောဂီများအတွက်လည်းအကြည်တတ်သည့်အရေးကြီးသည်အကြည်တတ်သည်ကောင်းကျိုးချမ်းသာအဖျားဖျားတို့၏ရှိပြီဖြစ်သည်အာယုန်တက်သောအခါမြင်ရသည့်ရောင်နေသည့်နေမင်းကြီးရှိပြီနမိတ်ဖြစ်သလိုပင်အကြည်တတ်သည်ကောင်းကျိုးချမ်းသာတို့၏ရှိပြီနမိတ်ဖြစ်သည်အကြည်တတ်အားဖြင့်အောင်မြင်ကြကြမှုစည်းစိမ်ဥစ္စာရရှိမှုတိုးပွားမှုတည်မြဲမှုတို့ကိုဖြစ်စေလိမ့်မည် ထို့အတူဘုံတကိုကြည်ချင်းရာထူးဌာနန္တရာရရှိခြင်းတို့လည်းဖြစ်စေသည်အကြည်တတ်သည်လူသားတို့အတွက်အင်မတန်ကျေးဇူးများသောအကြောင်းတရားဖြစ်ပါပေသည်အကြည်တတ်သည်လူဘဝတွင်အခရာကြသည်အကြည်တတ်အားကောင်းသူတို့သည်စိတ်ပိုင်းဆိုင်ရာသောမကရုပ်ပိုင်းဆိုင်ရာတွင်လည်းရောင်ပြန်ဟပ်နေသည်ကို တွေ့ရပေလိမ့်မည်မျက်နှာမြင်ချစ်ခင်ဆိုတကယ်သို့ပင်အကြည်တတ်ကောင်းသောသူတို့၏အသွင်သည်ချစ်ခင်ဖွယ်အပြည့်နှင့်ဆွဲဆောင်မှုရှိပြီး မြင်ရသူတို့အဖို့စိတ်နှလုံးရှင်လန်းရသည်အချို့သူတို့သည် ပင်ကိုအားဖြင့်ဖြူဝင်းသောအသားရည်လည်းမရှိချောမောသောရုပ်ရည်လည်းမရှိတော့လဲအကြီးဓာတ်ကောင်းသဖြင့်ထိုသူတို့သည်လှပသည့်တရန်ချောမောသည့်အသွင်ဆောင်နေသည်ကို တွေ့ဖူးပေးလိမ့်မည်စံကျင်ဘက်အားဖြင့်အချို့သောသူတို့သည်ကရုပ်အစင်းအသွင်ပြင်လှပတော့လဲအသားအရည်ဖြူစင်ဝင်းမတော့လဲအကြီးဓာတ်မကောင်းသောကြောင့် ကြည်ရမြင်ရသူတို့အဖို့စိတ်နှလုံးမကြည်နူးပင်ချစ်ခင်ဖွဲခံစားချက်မျိုးမဖြစ်ကြပင်လူတို့၏အရေးအချင်းနှင့်အရေးသွေးကိုပထမဦးဆုံးမြင်သည့်အတန်တန်ဖြင့်သာဆုံးဖြတ်လေရှိကြသည်စိတ်နေစိတ်ထားစိတ်နေသဘောထားတို့ဆိုသည်မှာကပေါင်းကြည့်မှသိရသည်အချိန်ပေးပြီးအနီးကပ်လိလာမှသိကြရသည်သို့သောရုပ်အစင်းတွင်ပြင်နှင့်ပြင်ပပုံစံများကိုကချက်ချင်းမြင်တွေ့ရသည် ထို့ကြောင့်ပင်လူတို့သည်တစုံတဦး၏ကိုယ်ရည်ကိုယ်သွင်းနှင့်ဇယိုက်လက္ခဏာတို့ကိုပထမဆုံးအမြင်ဖြင့်ဆုံးဖြတ်လေးရှိကြသည်ဤသို့ပြုလုပ်ခြင်းသည်ယာနုံးပြေမှန်မှန်ကန်နိုင်သော်လည်းအတိုင်းအတာအတော်များများသောမှန်ကန်သည်ကိုတွေ့ရသည်အဘယ်ကြောင့်ဆိုသောရှိတွင်ဖော်ပြခဲ့သလိုပင်ထိုသူ၏စိတ်သည်ရုပ်တွင်ရောင်ပြတ်ဟတ်နေသောကြောင့်ဖြစ်သည်အကြည်ဓာတ်ကိုရုပ်ဖြင့်သာဥစွာမြင်တည်နိုင်သည် ထိုအမြင်ဖြင့်ထိုသူကိုသုံးသပ်ကြသည်ရွေးချယ်ကြသည်ပေါင်းဖက်ကြသည်တာသည်ထိုကြောင့်အကြည်တတ်သည်လူတို့၏ကိုယ်ရည်ကိုယ်သွေးနှင့်ဇယိုက်တို့ကိုအယောင်လက်စေသော အရာလည်းဖြစ်ပေသည်အကြည်တတ်သည်လူသားတို့အတွက်အကျိုးများစွာအထောက်အကူပြုသည်ဟုဆိုတော်လဲအဘဲကြောင့်လူသားတိုင်းသည်အကြည်တတ်ကိုမပိုင်ဆိုင်ကြရသည်စာဖြင့်ရည်ရည်ဖော်ပြသောလွဲကူသလိုရှိပြီးလူတိုင်းအကြည်တတ်ကိုအလွယ်တကူရနိုင်တဲ့ကဲ့သို့ဖြစ်နေသည် စင်စစ်တွင်ကရင်းအကြည်တက်ကိုရဖို့ရန်အတွက်ခက်ခက်ခဲခဲရုန်းကန်ကြရသည်အလွယ်တကူမရနိုင်အဘယ်သို့တော်အကြောင်းအရာများကအကြည်တက်ကိုအလွယ်တကူမရနိုင်ရန်တားဆီးနေကြသည်ဆိုကြီးကို လေ့လာကြည့်ရန်လိုအပ်ပေသည်သူမသာကောင်းကျိုးချမ်းသာအဖျားဖျားတို့၏အခရာဖြစ်သော အကြည်တက်ကို ရှာဖွေရာတွင် အထောက်အကူပြုပေးလိမ့်မည်တော်လာမီသားစုဝင်များအားလုံးခွန်အား YouTube channel ကို